ဟောလိဝုဒ်ရုပ်ရှင်တွေနဲ့နိုင်ငံရေးသတင်းတွေမှာမကြကနာဆိုသလိုကြားနေရတဲ့ဖွယ်စည်းနှစ်ခု FBI နဲ့ CIA ဒီဖွယ်စည်းနှစ်ခုစလုံးဟာအမေရိကန်ပြည်ထောင်စုရဲ့လုံခြုံရေးအတွက်ရည်ပါပဲမယ်သူတို့ရဲ့လုပ်ငန်းတာဝန်တွေနေပယ်ရီကတော့တခြားစီပါပဲဒီနေ့မှာ FBI နဲ့ CIA တို့ရဲ့အဓိကခြားနှက်ချက်တွေကိုလေ့လာကြည့်အောင်အဓိကအချက်ကိုပြောရလို့ရှင် FBI ရဲ့တာဝန်ယူလှူရှားတဲ့နေပယ်ကပြည်ရင်းမှာဖြစ်ပြီးတော့ CIA ရဲ့နေပယ်ကတော့ပြည်ပမှာဖြစ်ပါတယ် FBI ကအမေရိကန်နိုင်ငံတွင်းမှာဖြစ်ပေါ်တဲ့ Federal ဥပဒေချိုးဖောက်မှုတွေကိုစုံစမ်းစစ်ဆေးတဲ့တရားဥပဒေစိုးမိုးရေးဖွဲ့ဖြစ်ပါတယ်။ကြီးလေးတဲ့ရာဇဝတ်မှုတွေ၊ Cyber ရာဇဝတ်မှုတွေ၊ပြည်တွင်းကြမ်းဖက်မှုတွေ၊အစိုးရအကျင့်ပြတ်ခြားစားမှုတွေကိုတိုက်ဖြတ်တာကသူတို့ရဲ့အဓိကလုပ်ငန်းပါ။ CIA ရောရသားပြည်ပထောက်လိုင်းရေးဖွဲ့ Civilian Foreign Intelligence Service ဖြစ်ပါတယ်။သူတို့ကအမေရိကန်နိုင်ငံကိုချိန်ချောက်တဲ့ပြည်ပနိုင်ငံတွေအဖွဲ့အစည်းတွေနဲ့ပတ်သက်တဲ့ထောက်လိုင်းရေးချက်လက်တွေကိုစုဆောင်းပြီးတော့ စီစစ်ပါတယ်ပြီးတော့အမေရိကန်သမ္မတကိုတင်ပြရပါတယ် CIA ကအမေရိကန်နိုင်ငံသားတွေရဲ့ပြည်တွင်းလုံဆောင်ချက်တွေကိုစုံစမ်းခွင့်တော့မရှိပါဘူးချာနာချက်နောက်ထပ်တစ်ခုကတော့သူတို့ရဲ့အာဏာနဲ့ဘယ်ဆိုရဌာနအောက်မှာရှိလဲဆိုတာပါပဲ FBI ကဥပဒေစိုးမိုးရေးအာဏာပြည်ဝရှိပါတယ် Federal ဥပဒေကိုချုပ်ဖောက်သူတွေကိုဖမ်းဆီးနိုင်ပြီးတော့တရားစွဲဆိုမှုတွေအတွက်စုံစမ်းစစ်ဆေးနိုင်ပါတယ် FBI ကတရားရေးဌာန Department of Justice ရဲ့အစိပ်ပိုင်းလည်းဖြစ်ပါတယ် CIA မှာတော့ဥပဒေစိုးမိုးရေးအာဏာလုံးဝမရှိပါဘူး။သူတို့ရဲ့လုပ်ငန်းဟာသတင်းချက်လက်စုဆောင်ခြင်းခွဲခြမ်းစစ်ဖျားခြင်းနဲ့လူဝဆစ်စင်ကြီးတွေလုပ်ဆောင်နေတာဖြစ်ပါတယ်။ CIA ဟာဘယ်ဆိုရထဏအောင်မှာတိုင်ရိုက်မရှိပဲနဲ့နိုင်ငံတော်ထောက်လှမ်းရေးဒါရိုက်တာကိုတင်ပြရပါတယ်။နောက်တစ်ခုကတော့လုပ်ငန်းသဘောတဘာဝအရာလဲကွာခြားမှုတွေရှိပါတယ်။ CIA ရဲ့လုပ်ငန်းအများစုကလူဝဆက်ပါတယ်။ပြပမှာလူဝဆစ်စင်ကြီးတွေလုပ်ဆောင်ပြီးတော့သူတို့ရဲ့သတင်းရေးမြစ်တွေနီလန်းတွေကိုအများသိအောင်ထုတ်ဖော်လို့မရှိပါဘူး။ FBI ရဲ့လုပ်ငန်းတွေကတော့ပိုပြီးတော့ပွင့်လင်းမြင်သာပါတယ်။ဥပဒေစိုးမိုးရေးလုပ်ငန်းတွေဖြစ်လို့ဂျာဇဝင်းမှုတွေမှာစုံစမ်းမှုတွေဖမ်းဆီးမှုတွေနဲ့တရားရုံးမှာစစ်ဆေးမှုတွေအများသိအောင် ဆောင်ရွက်ရလိမ့်ရှိပါတယ်။အတူတူပြောရလို့ရှိရင်တော့ CIA ကနိုင်ငံခြားရေးရာသတင်းချက်လက်တွေကိုစုဆောင်းပြီးတော့နိုင်ငံတကာချင်းချောင်းမှုတွေကိုကာကွယ်ပေးတဲ့တရှိုးဖွဲ့ဖြစ်ပါတယ်။ FBI ကတော့ပြည်တွင်းကဖက်ဒရယ်ဥပဒေတွေကိုစုံစမ်းစစ်ဆေးပြီးတော့ပြည်တွင်းလုံခြုံရေးကိုကာကွယ်ပေးတဲ့ရဲအရာရှိဖွဲ့ဖြစ်ပါတယ်။ နှစ်ဖွဲ့စလုံးကမတူညီတဲ့ level တွေမှာလောက်ကိုင်းနေပြီမဲ့နိုင်ငံတော်လုံခြုံရေးအတွက်ကတော့အပြန်အလှန်ပေါ်ဆောင်ရွက်နေကြတာပဲဖြစ်ပါတယ်